မာကုအခိုင်း6အခန်းငယ်1ကနေ6အထိကိုလေ့လာကြပါစို့မာကုအခိုင်း6အခန်းငယ်1ကနေ6အထိကိုဖတ်ရအောင် ထိုအယတ်မှကြွ၍တပည့်တော်တို့သည်လိုက်ကြသဖြင့်မိမိမြို့သို့ရောက်တော်မူ၏အိုးပုံနှင့်ရောက်လျင်တရားစရတ်၌ဆုံးမဩဝါဒပေးတော်မူ၏လူများတို့သည်ကြားနာရလျင်မိန်မောတွေ့ဝေခြင်းသို့ရောက်၍ဤသူသည်ဤအရာတို့ကိုအဘယ်မှယတနည်း သူရသောပညာကအဘယ်ပညာနည်းဤမျှလောက်သောတကိုးများကိုအဘယ်သို့ပြနိုင်သနည်းသူသည်လက်သမမဟုတ်လောမာရိဣသားမဟုတ်လောယာကုပ်ယောသေယုဒရှိမုန်တို့၏အကိုမဟုတ်လောသူနှမများသည်လဲငါတို့နှင့်အနီးအပါနေကြသည်မဟုတ်လောဟုပြောဆိုလျက်စေရနာစိတ်ပြတ်ကြ၏ယေရှုကလည်းပရောဖက်သည်မိမိမြို့မိမိအဆွေနေရာ မိမိအိမ်မှတပါ အခြားသောအရ၌အတယေရှိသည်ဟု ထိုသူတို့အားမိန်တော်မူ၏မချမမာတော်သူ အချို့တို့အပေါ်မှာလက်တော်ကို တင်၍အနာကိုငိမ့်စေခြင်းမှတပါအဘယ်တကိုးတော်ကိုမြထိုအရ၌ပြတော်မမူနိုင်ထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ပလဲ၌ရှိသောမြို့ရွာများသို့ ဒေတစာရီလှဲ့လေ၍သုံးမဩဝါဒပေးတော်မူ၏အခန်းငယ်၁မှာပြောထားတဲ့ထိုအယမှဆိုတာကပေရနောင်မြို့ကိုဆိုလိုတာဖြစ်တယ်ယေရှုဟာကပေရနောင်မြို့ကနေမိုင်20ကျော်လောက်ဝေးတဲ့မိမိခြေပြင်းတော်မူသောနာဇရက်မြို့ကိုကြွားတော်မူတယ်တပည့်တော်တို့လည်းယေရှုနဲ့အတူလိုက်လာကြတယ်အခန်းငယ်၂အယဥပုံနဲ့ရောက်လာတဲ့အခါမှာ ယေရှုဟာ တရားစရက်မှာဟောပြောတုံသင်ခြင်းကို ပြုတော်မူတယ်။ယေရှုရဲ့ဟောပြောတုံသင်တော်မူချက်ကို ကြားနာရတဲ့များစွာသောယူဒလူတို့ဟာ အလွန်အံ့ဩသွားကြပြီးဤသူသည်ဤအရာတို့ကိုအဘယ်မှာရသနည်း။သူရသောပညာကအဘယ်ပညာနည်း။ဤမျှလောက်သောတကူးများကိုအဘယ်သို့ပြနိုင်သနည်းလို့မိခွန်ထုတ်ကြတယ်။ ဒီလူတွေကယေရှုရဲ့တုံသင်တော်မူချက်နဲ့ဉာဏ်ပညာယေရှုပြတော်မူသောတကူများအပေါ်မှာဘာကြောင့်အလွန်အောသွားကြတာလဲယေရှုဟာသူတို့မြို့နာဇရက်မြို့မှာကြီးပြင်းတဲ့သူဖြစ်တယ်ဆိုတာကိုသူတို့သိကြတယ်ယေရှုဟာဘယ်နေရာမှာမှပညာသင်ကြားခြင်းမရှိဘူးနာဇရက်မြို့မှာပဲလက်သမားအလုပ်ကိုလုပ်နေတယ်ဆိုတာအဲ့ဒီနာဇရက်မြို့ကလူတွေကသိကြတယ်။ယေရှုကဓမ္မတက်ကတူလည်းမတက်ဘူး။ ယူဒဘာသာရေးကောင်းဆောင်အကြီးတို့စီမှာတပည့်ခံပြော့ပညာသင်ယူတာလည်းမရှိဘူးဟေဘရုလိုရဘီလိုခေါ်တဲ့တမန်ကျမ်းစာကို သင်ကြားပေးတဲ့ဆရာဖြစ်တဲ့တန်းကိုလည်းယေရှုတက်ရောက်ခြင်းမရှိဘူးဆိုတာအဲဒီနာဇရက်မြို့သားများကသိကြတယ်ယူဒလူတို့ရဲ့ထုံးစံနဲ့သူတို့ရဲ့အမြင်အရယေရှုဟာသူတို့ရဲ့တရားစရက်မှာဟောပြောသွန်သင်နိုင်တဲ့အရေးအချင်းတတ်မှတ်ချက်မရှိတဲ့သူဖြစ်တယ် ဒါပေမဲ့ယေရှုဟာတရားစရာမှာကြွတော်မူပြီးသူတို့ရဲ့ရဘိတဦးလိုပဲဟောပြောတွင်တင်နေတယ်။ယေရှုရဲ့ဟောပြောတွင်တင်တော်မူချက်ကိုကြားနာတဲ့ယူဒလူတို့ကယေရှုရဲ့ဉာဏ်ပညာနဲ့နက်နဲတိမ်မွေ့သောတွင်တင်တော်မူချက်ကိုမမီနိုင်တဲ့အတွက် အလွန်အံ့ဩသွားကြတာဖြစ်တယ်။ယေရှုနဲ့ပတ်သက်ပြီးအဲ့ဒီလူတွေမသိတဲ့အရာကတော့ယေရှုဟာ လူစားတိအဖြစ်ကိုခံယူသောနှုတ်ကပတ်တော်ဖရာသခင်သားတော်ဖြစ်တယ်လူတို့စီမှာတပည့်ခံပြော့ပညာသင်ယူဖို့မလိုတဲ့သူ ဖြစ်တယ်ဆိုတာကိုအဲဒီနာဇရက်မြို့သားများကမတိနားမလဲကြတာဖြစ်တယ်သူတို့မြို့မှာခြေပြင်းတဲ့ယေရှုကိုတာမန်လူသားတဦးလိုပဲထင်နေကြတယ်အဲဒီတော့ပညာသင်ယူခြင်းလည်းမရှိတဲ့ယေရှုရဲ့ဉာဏ်ပညာနဲ့ပြတော်မူသောတကူတွေဟာဘယ်ကရရတယ်လဲဆိုပြော့အော်ပြော့မေခွန်းထုတ်နေကြတယ် သူတို့ကိုယ်တိုင်အပြေမှန်ကိုမသိကြတဲ့အတွက်ယေရှုရဲ့ပုံကိုရင်းနဲ့မိသားစုကိုစော်ကားပြီးတော့ပြောဆိုလာကြတယ်။အခန်းငယ်၃မှာသူဒီလက်သမားမဟုတ်လော သူဒီလက်သမားမဟုတ်လောလို့ယေရှုကိုပြောဆိုကြတာဟာယေရှုကိုအထင်သေးတဲ့သဘောနဲ့စော်ကားပြောဆိုနေကြတာဖြစ်တယ်။အဲ့ဒီခေတ်တုန်းက လက်သမားအလုပ်ဟာအစစ်မြင့်တဲ့အလုပ်မဟုတ်ဘူး။အလုပ်ချမ်းအဖြစ်သတ်မှတ်ကြတယ်။ အဲ့ဒီတော့အစစ်နိုင်တဲ့အလောက်ကျမ်းသမားယေရှုကသူတို့ရဲ့တရားစရက်မှာဘာကြောင့်ဟောပြောတုံသင်ရတာလဲဆိုပြီးတော့ယေရှုကြောင့်စိတ်ပြတ်ကြတယ်မာရိအီတာမဟုတ်လို့လို့ပြောဆိုကြတာဟာလဲယေရှုကိုစော်ကားပြောဆိုကြတာဖြစ်တယ်ယူဒလူတို့ကြားမှာယေရှုရဲ့ဖခင်ဟာယောသတ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာယောသတ်တိတ်ဆုံးသွားတာဖြစ်ပါလိမ့်မယ်ယောသတ်တိတ်ဆုံးသွားရင်လဲယူဒလူတို့ရဲ့ထုံးစံအရာယေရှုကို ယောသတ်ရဲ့သားလို့ပြောရမှာဖြစ်တယ်။ဒါပေမဲ့မာရိဤသားမဟုတ်လို့လို့ပြောဆိုကြတယ်။မာရိဤသားမဟုတ်လို့လို့သူတို့ပြောဆိုကြတာဟာယေရှုဟာအပြုတ်ကညာမာရိမှတန့်ရှင်းစွာဖွားမြင်ခြင်းကိုခံတော်မူသောဖခင်တခင်တန့်ရှင်းတော်မူသောသားတော်ဖြစ်တယ်လို့သူတို့ပြောဆိုကြတာမဟုတ်ဘူး။ယေရှုဟာလက်သမားပဲ မာရိရဲ့တရားမဝင်တဲ့သားပဲ။ သူ့ရဲ့ညီတွေကလည်းငါတို့သိတယ်သူ့နှမများဒီလည်းငါတို့နဲ့အနီးအပါနေကြသည်မဟုတ်လောဟု ပြောဆိုလျက်စေတနာစိတ်ပြတ်ကြတယ်ယေရှုကိုယုံကြည်မဲ့အစားယေရှုကြောင့်သူတို့စိတ်ပြတ်ကြတယ်ယေရှုကအဲ့ဒီလူတွေကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုရင်အခန်းငယ်လေးမှာပရောဖက်ဒီမိမိမျိုးမိမိအဆွေတင်ရာ မိမိအိမ်မှတပါ အခြားသောအရ၌အတရေရှိသည်ဟုထိုသူတို့အားမိန်တော်မူ၏ နာဇရက်မြို့တစ်ခုလုံးမှာယေရှုဟာလူစားတရားဖြင့်ကြွလာတော်မူသောကယ်တင်ရှင်မယ်ရှိယဖြစ်တယ်ဆိုတာကိုယုံကြည်တဲ့သူဆိုလို့မေတော်မာရိကလွှဲရင်ဘယ်သူမှမရှိဘူး။ယေရှုရဲ့ညီတော်တို့ကလည်းယေရှုကိုမယုံကြည်ကြဘူး။သို့တော့သေခြင်းကနေယေရှုထမြောက်တော်မူပြီးတဲ့နောက်မှာတော့ယေရှုရဲ့ညီတော်တို့ကယေရှုကိုယုံကြည်လာကြတယ်။ညီတော်ယာကုပ်ဆိုရင်ယေရုရှလင်မြို့မှာရှိတဲ့ကနအူးအသင်းတော်မှာခေါင်းဆောင်တအူးဖြစ်တဲ့အပြင် ။ယာကုပ်ဩဝါဒစာကိုရေးတဲ့သူလည်းဖြစ်တယ်။ညီတော်ယူဒဆိုရင်လည်းယူဒဩဝါဒစာကိုရေးတဲ့သူဖြစ်တယ်။မာကုအခန်း6အခန်းငယ်9မှာမချမ်းမမာသောသူအချို့တို့အပေါ်မှာလက်တော်ကိုတင်၍အနာကိုငိမ့်စေခြင်းမှတပါအဘယ်တကိုးတော်ကိုမျှထိုအရ၌ပြတော်မမူနိုင်။ယေရှုရဲ့တကိုးတော်ဟာအကန့်အသတ်ရှိတာလားဆိုရင်မဟုတ်ပါဘူး မယုံကြည်ခြင်းတဲ့သူတို့အပေါ်မှာ တကိုးတော်ကိုပြဖို့ရည်ရွယ်ချက်မရှိသောကြောင့်တကိုးတော်ကိုမပြတာဖြစ်တယ်။မချမ်းမမာတဲ့သူတချို့ကတော့ယေရှုကိုယုံကြည်ပြီးတော့အထံတော်ကိုလာတယ်။သူတို့ရဲ့အနာကိုငြိမ့်စေတော်မူခြင်းဖြင့်တကိုးတော်ကိုပြတော်မူပါတယ်။နာဇရက်မြို့သားများကယေရှုရဲ့ဟောပြောတွင်တင်တော်မူသောဉာဏ်ပညာကိုကိုယ်တိုင်ကြားနာပြီးတော့သိကြတယ်။ယေရှုပြတော်မူသော တကိုးတော်များကိုလည်းကြားသိကြတယ်။ ကပေရနောင်မြို့မှာစက်နှစ်အရွယ်မိန်းကလေးကိုတေကျင်းကနေထမြောက်စေတော်မူကြောင်းနတ်ဆိုးများကိုနှင်ထုတ်တော်မူကြောင်းသူ့ထံကိုလာကြတဲ့မကြမ်းမမာသောသူအားလုံးရဲ့အနာကိုငြိမ့်စေတော်မူခြင်းဆတဲ့ယေရှုပြတော်မူသောတကူတော်များကိုသူတို့ကြားသိကြတယ်မာကုအခန်း6အခန်းငယ်1မှာဤမျှလောက်သော တကူများကိုအဘယ်သို့ပြနိုင်သနည်းလို့ဆိုကြတယ် ူတို့ရဲ့ယူဒဘာသာရေးကောင်းဆောင်တို့ကယေရှုရဲ့ဉာဏ်ပညာနဲ့တကောတော်ကိုမမေ့ဘူးဆိုတာကိုလည်းသူတို့သိကြတယ်။ယေရှုရဲ့ဉာဏ်ပညာနဲ့ပြတော်မူသောတကောတော်များကိုကြည့်ချင်းဖြင့်ယေရှုဟာသူတို့မျော်လင့်စောင့်စားနေကြတဲ့လူစားတရားဖြင့်ကြွလာတော်မူသောကယ်တင်ရှင်မေရှိယဖြစ်တယ်ဆိုတာကိုသိနိုင်ပါလျက်နဲ့မယုံကြည်ခြင်းကြဘူး။ယေရှုကိုညှင်းပယ်ကြတယ် ယေရှုကသူ့ကိုယုံကြည်ဖို့လုံလောက်တဲ့တသက်အထောက်ထားတွေကိုမိမိတို့ကိုယ်တိုင်ကြားသိပါလျက်နဲ့သူ့ကိုမယုံကြည်ခြင်းနဲ့သူတို့ကိုဘယ်လိုမြင်သလဲဆိုရင် မာကုအခန်း6အခန်းငယ်6မှာထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ သင်လည်းပဲယေရှုကိုယုံကြည်ဖို့လုံလောက်တဲ့တမန်ကျမ်းစာတွေကယေရှုရဲ့ကယ်တင်တော်မူခြင်းအေးဝံဂေလိတရားပြတော်မူသောတပါဝလွန်အမှုများကို ကိုယ်တိုင် ကြားသိပါလျက်နဲ့ယေရှုကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်မယုံကြည်ခြင်းဘူးဆိုရင်တော့ယေရှုကသင်ရဲ့မယုံကြည်ခြင်းကိုအံ့ဩခြင်းရှိတော်မူမှာဖြစ်တယ်။ယေရှုကမိမိခြေပြင်းတော်မူရာမြို့နာဇရက်မြို့ကလူတို့ကို တို့ကျိုးလုံးတဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေကဲတင်ဖို့အလိုတော်ရှိသောကြောင့်အမှုတော်မြတ်ကိုစတင်တဲ့အချိန်မှာမိမိအကြောင်းကိုကြိုတင်ရေးသားဖော်ပြထားတဲ့ဟေရှာယအခိုင်း61အခန်းငယ်1နဲ့2ကိုလူတို့ရှေ့မှာဖတ်ပြတော်မူပြီးနောက်လူကအခိုင်းလေးအငယ်27မှာယနေ့ပင်ဤကျမ်းစာချက်သည်တင်တို့ကြားသည်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏ မိမိဟာဓမ္မဟောင်းကျမ်းမှာကြိုတင်ပြောထားတဲ့ကြွလာမဲ့မေရှိယဖြစ်တဲ့အကြောင်းကိုသူတို့ကိုပြောပြနေတာဖြစ်တယ်။ဒါပေမဲ့နာဇရက်မြို့သားများကယေရှုကိုမယုံကြည်ခြင်းကြသည့်တာမကယေရှုကိုတတ်ဖို့မြို့ပြင်ကို ခေါ်သွားပြော၆ကမ်းပါးကိုတွန်းချဖို့လှုပ်ကြတယ်။ဒါပေမဲ့ယေရှုဟာသူတို့အလယ်မှာဖြတ်လျှောက်တော်မူပြီးကြွသွားတော်မူပါတယ်။မာကုအခန်း6အခန်းငယ်1နဲ့2အရယေရှုဟာ သူ့ကိုတတ်ဖို့လှုပ်ခဲ့ကြတဲ့နာဇရက်မြို့သားတို့စီမှာ ပြန်ကြွလာတယ်။ဘာကြောင့်လဲ။သူတို့ကိုကဲတင်ဖို့အလိုတော်ရှိသောကြောင့်တရားစရက်မှာဆုံးမဩဝါဒပေးတော်မူပြန်ပါတယ်။သို့တော့နာဇရက်မြို့သားများကယေရှုဟောကြားတော်မူသောတမန်တော်နဲ့ပြတော်မူသော တကူတော်များကိုကြည်ချင်းဖြင့်ယေရှုဟာ သူတို့မျော်လင့်စောင့်စားနေတဲ့ကယ်တင်ရှင်မက်ရှိယဖြစ်တယ်ဆိုတာကို သိနိုင်ပါလျက်နဲ့ယေရှုကိုယုံကြည်မဲ့အစားယေရှုကိုစော်ကားပြီးတော့တိုက်ခိုက်ကြတယ်ယေရှုကသူ့ကိုယုံကြည်ဖို့လုံလောက်တဲ့တသက်အထောက်ထားတွေကိုပြတော်မူပါလျက်နဲ့သူ့ကိုမယုံကြည်ခြင်းကြတဲ့နာဇရက်မြို့ကနေထွက်သွားတော်မူပါတယ်နာဇရက်မြို့ကို နောက်ထပ်ပြန်ကြွလာခြင်းမပြုတော့ဘူးသူတို့ကိုကယ်တင်ခြင်းပါလျက်နဲ့သူတို့ကအကယ်မခံဘူး သင်လည်းပဲယေရှုခရစ်တော်ရဲ့အကယ်တင်တော်မူခြင်းအေးဝန်ကလေးတရားကိုကြားနာပြီးယေရှုဟာအပြစ်ရှိတဲ့သင်ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှောက်ကယ်တင်မှုသင်ကိုယ်တိုင်မဆက်နိုင်တဲ့သင်ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့လဝကတိုင်မှာအသေးခံပြီးသုံးရမြောက်သောနေ့မှာတေခြင်းကနေထမြောက်တော်မူသောယနေ့အသက်ရှင်တော်မူသောတပါတီသောကယ်တင်ရှင် ဖြစ်တယ်ဆိုရက်အေးဝန်ကလေးတမန်တော်ကိုကြားနာပြီးနားလဲလဲတယ် ဒါပေမဲ့ဒီနေ့အထိသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းမရှိသေးရင်အချိန်မနှောင်းခင်နောင်တနဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါလို့မေတ္တာနဲ့တိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ယေရှုကသူ့ကိုမယုံကြည်ခြင်းနဲ့သူတို့ကိုအကုလို့ချုပ်တင်ပြော့တတိပိတ်ထားပါတယ်။ယောဟန်အခိုင်3အခန်းငယ်18တားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကား ဖယားသခင်၌တပါတီသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏အပြစ်စီရင်ခြင်းကိုခံရ၏ဆိုတာဒီဘုရားမှာသင်ကျူးလွန်ခဲ့သမျှအပြစ်တွေအတွက်အပြစ်တန်စီရင်ခြင်းကိုခံရမှာဖြစ်ပြီးနောင်ဘုရားမှာငရဲမိအိုင်ထဲမှာကဘာအဆက်ဆက်အပြစ်တန်ကိုခံရမှာဖြစ်တဲ့အကြောင်းကြိုတင်ပြတော့တတိပေးနေတာဖြစ်ပါတယ်ယေရှုကသူ့ကိုမယုံကြည်ခြင်းနဲ့သူတို့ဟာ ေတဲ့အထိစောင့်နေဖို့တောင်မလိုဘူးငရဲသားတွေဖြစ်တဲ့အကြောင်းငရဲကြမှာတေချာတဲ့အကြောင်းယခုပင်အပြစ်စီရင်ခြင်းကိုခံရဤလို့ကြိုတင်ပြတော့တတိပိတ်ထားပါတယ်ယောဟန်အခန်း၈အခန်းငယ်24မှာလဲယေရှုကသူ့ကိုမယုံကြည်ခြင်းကြတဲ့ယူဒဘာသာရေးကောင်းဆောင်တို့ကိုအခုလို့ကြိုတင်ပြတော့တတိပိတ်ထားပါတယ်ငါသည်ဤမိတော်သူဖြစ်သည်ကိုတင်တို့သည်မယုံလျင်ကိုအပြစ်၌တေချာလိမ့်မည် ိုအပြစ်၌တည်ကြလိမ့်မည်ဆိုတာဒီဘဝမှာသူတို့ကျိုးလွန်တဲ့အပြစ်တွေအတွက်နောက်ဘဝမှာအပြစ်ဒဏ်စီရင်ခြင်းကိုခံရမှာဖြစ်ပြီးငရဲမီအိုင်တဲမှာကဘာအဆက်ဆက်ပြစ်ဒဏ်ခံရမှာကိုဆိုလိုတော်မူခြင်းဖြစ်ပါတယ်ယေရှုခရစ်တော်ကလွှဲရင်အပြစ်ရှိတဲ့အသင့်အတွက်အသေးခံတဲ့သူနဲ့တည်ခြင်းကနေထမြောက်တဲ့သူတစုံတယောက်မှကဘာဦးကနေဒေနေ့အထိမရှိဘူးနောက်လည်းရှိမှာမဟုတ်ဘူး ဒါကြောင့်ယေရှုကနောင်တနဲ့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမှုသင်ကိုအချိန်ပေးနေတော့ယုံကြည်လက်ခံလိုက်ပါ နောင်တနဲ့ယေရှုကိုယုံကြည်ခြင်းဆိုတာဖယားခင်ပြညာတော်ကိုချိုးဖောက်ပြော့သင်လုံနေကြအပြစ်တွေကိုဆက်လုံမဲ့အစားသင်လိုက်နေတဲ့လမ်းမှားတွေကိုဆက်လိုက်နေမဲ့အစား ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့အစဉ်သင့်ရှိနေခြင်းကိုဆိုလိုတာဖြစ်ပါတယ်။စင်မှန်သော နောင်တနဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံရင်သင်ရဲ့အပြစ်အားလုံးကိုကတိတော်အတိုင်းခွင့်လွှတ်တော်မူမှာဖြစ်တယ်။အလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောအသက်ကိုပေးတော်မူမှာဖြစ်ပြီးနောင်ဘဝမှာ အိုနာတေချင်းကင်းသောကောင်းဝင်နိုင်ငံတော်မှာအစင်ထာဝရဘုံတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်အားလုံးအပေါ်မှာဖရာသခင်ကောင်းချီးပေးပါစေ